မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူစူးစမ်းကြည့်ကြမှာကတော့မြန်မာနိုင်ငံကရှေ့နေတဲ့အလုတ်အကိုင်းလောကအကြောင်းပါပဲဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျမတို့စီမှာအခေါ်အခါလုပ်ဖို့အရင်းမြစ်တစ်ခုရှိနေပါတယ်ရှေ့နေရှေ့ရက်အလုတ်တင်နဲ့အတမွေးမှုတရားခွင်ပညာပင်မှု plus တရားမှုအထွတ်ရှေ့နေလုပ်ငန်းများဆိုတဲ့ခေါင်းစဉ်တွေပေါ့အတိုးလေးအသေးစိတ်ကြတယ်ဟုတ်ပါတယ်တော်တော်လေးပြည့်စုံတယ်လို့ပြောလို့ရပါတယ်ဒီတော့ဒီနေ့ချော်ရီရဲ့အဓိကရည်ရွယ်ချက်က ဒီရင်းမြစ်ကိုအခြေခံပြီးတော့လေရှေ့နေတရားရဲ့အလုတ်ထီကတကယ်တမ်းဘလောက်ခြေပြန့်တယ်လဲဘာတွေလောက်ရတယ်လဲอืมအထူးတပြည့်ဟိုပြစ်မိုးတို့တရားမှုတို့မှာဘလောက်ကွာခြားသွားလဲဆိုတာတွေကိုနည်း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 ဆွေးနွေးကြည့်ချင်တာပါကောင်းတာပဲစလိုက်ကြတာပေါ့ဒီရင်းမြစ်အရာဆိုရင်တော့ရှေ့နေတရားရဲ့အလုတ်ကတော်တော်လေးကိုအလွာပေါင်းစုံပါပဲဟုတ်ကဲ့အများစုထင်တာတလို့တရားခွင်ထဲမှာရောက်လဲတာတခုတည်းတော့မဟုတ်ဘူးပေါ့နော်အကြံဖျင်းခွဲရင်တော့ဟုတ်ပါတယ် ြစ်မှုတရားမမှုဆိုပြီးရှိတာပေါ့อืมဒါပေမဲ့အဲ့ဒီတခုချင်းစီမှာကိုလုံကန်းတွေကအများကြီးကွဲပြားထဲတယ်ဟုတ်ပြီဒါဆိုပထမဆုံးအများနဲ့ယဉ်နီးမြဲရှေ့နေရှိရက် advocate ပေါ့နော်အဲ့ဒီအပိုင်းကိုယဉ်ကြည့်ရအောင်တရားခွင်မှာအမှုတွေကိုစားရတာကအဓိကဆိုပေမဲ့အဲ့ဒီနောက်ကွယ်မှာတခြားအရေးကြီးတဲ့အလုပ်တွေရှိနေသေးတယ်ဆိုပဲသဘောလားအတိအကျပဲဗျာတရားခွင်ကနောက်ဆုံးအဆင့် final stage ပေါ်ပြောရင်တော့အဲ့ဒီကိုရောက်ဖို့ပြင်ဆင်ရတာတွေကအများကြီးပါ ပထမဆုံးကတော့ဥပဒေကျင့်ပေးခြင်းပေါ့ဟုတ်ကဲ့အမှုတွေကပြဿနာနဲ့ရောက်လာပြီဆိုတော့သူတို့အခြေအနေကိုအရင်သေချာနားထောင်ရတယ်ပြီးမှဒါကဘယ်ဥပဒေနဲ့ညှိလဲရှေ့ဆက်ဘာလုပ်လို့ရလဲဘယ်လမ်းကအကောင်းဆုံးဖြစ်မလဲဆိုတာကိုဥပဒေရှုထောင့်ကနေအကြံပေးရတာဩလမ်းပြပေးရတာမျိုးပေါ့ဟုတ်ပါတယ်အဲ့ဒါပထမဆုံးအဆင့်ပဲအကြံပေးပြီးရင်တော့အမှုရဲ့အသေးစိတ်တွေဝင်ပြီးပေါ့အမှုတွဲလစ်လာစမ်းစစ်တာကိုဒီယမစ်ကအသားပေးထားတယ်အဲ့ဒါကဘလောက်အရေးပါလဲရှင် အဲ့ဒါကအဓိကကြောရိုးပဲလို့ပြောလို့ရတယ်အမှုတွဲများလေလာဆန်းစစ်ခြင်းဆိုရလေစုံထောက်အလုံးနဲ့နည်းနည်းစင်တယ်ဟုတ်ရောက်လာတဲ့အချက်အလက်တွေစာရွက်စာတမ်းတွေတက်တွေထွက်ချက်တွေအကုန်လုံးကိုဖတ်ရတယ်ဆန်းစစ်ရတယ်อืมဒီနေရာမှာကိုယ့်ဘက်ကအားသာချက်ပါလေအားနေချက်ပါလေတစ်ဖက်မှာရောပါရီရှင်းနိုင်လေဘွေးအချက်ကအဆုံးဖြတ်ပေးနိုင်လောက်လေဒါတွေကိုခွဲချမ်းစိတ်ဖြတ်ရလေတော်တော်အာယုံဆက်ရမယ့်အပိုင်းနော်ဟုတ်တယ် ဒါမှ kiss strategy ကောင်းကောင်းချလိုရမှာတခါတည်းလေးအသေးလေးကအမှုတစ်ခုလုံးကိုရှမ်းပစ်နိုင်တယ်ဟုတ်ကဲ့အမှုတိစားပုံရပြီဆိုရင်တရားရုံးကိုစာရွက်စာတမ်းတွေတင်ခုပြင်ဆင်ရပြီပေါ့ဒီအပိုင်းကရောဒီအပိုင်းကလေလုံးဝရွတ်တက်လို့မရဘူးတရားရုံးလျှောက်လွာနဲ့စာရွက်စာတမ်းများရေးဆွဲတင်သွင်းရင်းဆိုတာဥပဒေပေါင်းတဲ့ကနေကိုတောင်းဆိုချက်ခြေပြက်ချက်တွေကိုတရားရုံးကလက်ခံအောင်တင်ရတာဟုတ်ကဲ့ဘယ်လိုစာတွေလဲဥပမာတရားစွဲလွာလိုမျိုး ခုခံချေပြက်လွာတို့အယူခံလွာတို့အဆုံပဲဟွန်းအဲ့ဒီမှာသုံးတဲ့စကလုံးတိုင်းကအရေးပါတယ်ဥပဒေသုံးလုံးမှန်ရမယ်အချက်လက်တိကျရမယ်ကြိုးချောင်းစီလွယ်ရမယ်ရေးတာတင်တာပြင်ထားတိထရမှာရှိသေးလားအချင်းမီတင်ဖို့အဲ့ဒါအဆက်ပဲတမန်ရဲ့ကြိုးရောရင်အခွင့်အရေးဆုံးရှုံးပြီအော်ဟုတ်ပါပဲဆိုတော့အရေးအသားကျွမ်းကျင်မှုရောစိတ်ဆက်တီးချမှုရောလိုတယ်ဒါရီအလုံးပြင်ဆင်ပြီးမှတကယ်တရားဝင်နေဝင်ရတာပေါ့တရားဝင်တွေကရှင့်နေအခန်းကဏ္ဍကိုရောဒီယမေကဘယ်လိုပြောထားလဲဟုတ်ပါတယ် တရားဝင်တွင် အမှုလိုက်ပါဆောင်ရွက်ခြင်းကတော့လူများဆုံးမြင်ရတဲ့အပိုင်းပေါ့ဟုတ်ကဲ့ဒီမှာအဓိကကကိုယ့်ဘက်ကသက်သေတည်းရဲ့ထွက်ချက်ကိုစနစ်တကျမြင်မြန်းတင်ပြတာပြီးတော့တစ်ဘက်ကတင်လာတဲ့သက်သေတွေကိုပြန်လည်စစ်မေးတာ cross examination ပေါ့သူတို့ထွက်ချက်ထက်ကအားနည်းချက်ကွယ်လွယ်ချက်တွေကိုဖော်ထုတ်ရတာအဲ့ဒါကတော်တော်အရေးကြီးမဲ့ကြွန့်ကျင်မှုနော်ဟုတ်တယ်အရေးကြီးတယ်ပြီးရင်တော့ကိုယ့်အမှုနဲ့ဆိုင်တဲ့ဥပဒေချက်တွေဇင်းထုံးတွေကိုကိုးကားပြီး ကိုအမူဒီဘက်ကမန်ခန်ချောင်းရှောက်လဲရတာอืมဆိုတော့ဒီနေရာမှာဥပဒေတည်ယုံတယ်မကားဘူးစကားပြောကောင်းရမယ်တွန့်ပြန်နိုင်စွမ်းရှိရမယ်အကုံပေါင်းပြီးအမူဒီအကျိုးစီးပွားကိုကာကွယ်ရတာတရားခွင်မှာရှင်ပြန်တာပြင်တခြားနည်းလမ်းတွေကိုရှိတယ်လားညီနိုင်တဲ့မျိုးတို့ပါတော့ပေါ့ပါပါတယ်ဒီရင်မြင်မှာအဲ့ဒါကိုလည်းထည့်ပြောထားတယ်အထို့တဖြင့်တရားမှမှုတွေမှာညီနိုင်ဆောင်ရွက်ခြင်း negotiation ကအရေးပါတဲ့အခန်းကဏ္ဍမှာရှိတယ်တဲ့ဩဟုတ်ကဲ့ဘာလို့လဲဆိုတော့ တရားရုံးတွေကအချင်းကုန်းတဲ့လူပင်ဖားနဲ့ငွေကုန်းနဲ့ဟုတ်အဲ့ဒီတော့အငင်းပွားနေတဲ့နှစ်ဖက်ကြားမှာကြားဝင်ပြီးပြည်လည်မှုရအောင်နှစ်ဖက်လက်ခံနိုင်မယ်အပေးယူတစ်ခုခုရအောင်ကြိုးစားညီနိုင်ပြီးတာမျိုးဒီလိုက်မရောက်ခင်ကတည်းကညှိလူရတာလားရပါတယ်တရားရုံးမရောက်ခင်တော့ရောက်နေတုန်းမှာတော့ညှိနိုင်လို့ရတယ်ဒီလိုညှိနိုင်တဲ့အရေးချင်းကလည်းရှေ့နေအတွက်အရေးကြီးတာပေါ့အမှုသေးအတွက်အချင်းကုန်တက်တာပါပေါ့ ဟုတ်ကဲ့ဒါရီကတော့ဝိုင်းရင်ရှင်းနေတဲ့ရဲ့အဓိကလုပ်ငန်းတွေပေါ့ဒါမှဒီအစ်စ်မရောက်ခင်အလုတ်တင်ဘဝကိုဖျားရတယ်ဆိုတာလဲရေးထားတယ်နော်အလုတ်တင်ရှင်းနေကာလကအနာဂတ်အတွက်ဥမြင့်ချတဲ့အချိန်လို့ဆိုရဲအဲ့ဒီမှာဘာတွေအဓိကသင်ရလဲအလုတ်တင်ကာလကတကိ့ကိုရေးကြည့်တဲ့အချိန်များတက္ကသိုလ်ကစာတွေ့နေလက်တွေ့တရားဝင်ကြကတရားလိုပဲဟုတ်ကဲ့အကြီးတန်းရှင်းနေတွေစီမှာလက်တွေ့တင်ရတာပေါ့ပထမဆုံးများသောအဖရစ်လို့ရတာက အမှုတွဲတွေကိုယ်ကြီးစုဆောင်းပြင်ဆင်တာပါ အခြေတန်းရှိနေကအမှုလိုက်ခန်းလိုက်ပြီးဆိုရင်အဲ့ဒီအထောက်ထားတွေစာရွက်စာတမ်းတွေကိုစနစ်တကျစူတာဖိုင်တွဲလုပ်တာမိတုခူတာအဲ့ဒါမျိုးတွေကူးလုပ်ရတယ်ဒါကအမှုတစ်ခုလုံးကိုချုံငုံနားလည်အောင်ကူညီတယ်အချက်လက်ဆိုတာဖြင့်ဥပဒေပိုင်းသူတေသနာ legal research ပေါ့အဲ့ဒါကတော့အဲ့လားလေလိုရတာပဲအရေးကြီးသလိုအချိန်လက်ပေးရတယ် ဥပဒေမြောင်းရှာဖွေလေ့လာခြင်း legal resource ဆိုတာ ရှင်းနေ အလို့ရဲ့အသက်ပဲဟုတ်ကဲ့အမှုတစ်ခုလာရဲ့ဒီအမှုနဲ့ဆိုင်တဲ့ဥပဒေပုံမာတွေဏီဥပဒေတွေအမိန်ကြောင့်ညာစာတွေအရင်က အလားတူအမှုတွေမှာတရားရုံးချုပ်ကဘယ်လိုဆုံးဖြတ်ခဲ့လဲအဲ့ဒီစီအန်ထုံး precedence တွေရှာရတယ်စာချိတိုက်ထဲမှာရော online မှာရောရှာရမှာပေါ့နော်ဟုတ်ပါတယ်အဲ့ဒီထဲကမှာကိုအမှုအသက်အားခီစင်မဲ့အချက်တွေ ဥပဒေအနှက်ဖွင့်ဆိုချက်တွေကိုကောင်းထုတ်ရတယ်မှတ်သားရတယ်ဒါမှရှုံလဲချက်ကောင်းကောင်းရေးနိုင်မှာတရားရုံးကိုကိုယ်တိုင်လိုက်ပြီးလေ့လာခွင့်ကိုရလာရှင်စာနဲ့ဖတ်တာတော့ပိုထီအောင်မယ်ထင်တယ်တခြားဘောက်လေ့လာရပါတယ်တရားရုံးလုပ်ငန်းစဉ်များလေ့လာခြင်းကအလွတ်တင်တဲ့အတွက်တမှုရှိတဲ့သင်ခန်းစာပဲဟုတ်ကဲ့အကြီးတန်းရှင်နေနဲ့လိုက်သွားပြီးတရားခွင်ထဲမှာတရားသူကြီးကအမှုကိုဘလို့ကင်တွယ်လဲတက်တဲ့တွေကိုဘလို့စစ်လဲ ရှင်းနေဒီဘလို့ရှောင်လေကြလဲအဲ့ဒါဒီကိုတိုင်းမြင်ရကြရတာအေးလက်တွေ့မြင်မှပို့ရှင်းတာဗောဟုတ်တယ်စာအုပ်ထဲမှာဘလော့ဖတ်ဖတ်တာမျိုးကမရဘူးလေစာရဲစာတန်းရေးတာမျိုးတွေကိုအလုတ်တင်ပေါ်မှာစလုတ်ခွင့်ရလားရတင်ပါတယ်ဒီရေးမြင်မှာတော့အသေးစားစာရွက်စာတန်းများရေးဆွဲခြင်းကိုအကြီးတန်းရဲ့ကြီးကြပ်မှုနဲ့စာလေ့ကျင့်ရတယ်လို့ဆိုတယ်ဥပမာဘလို့မျိုးတွေလဲဥပမာရိုးရိုးရုံးစာတွေတက်တီကိုအကြောင်းကြားစာပို့တာမျိုး တက်တည်ထွက်ချက်မူချမ်းရေးတာမျိုးပေါ့ဟုတ်ကဲ့အစားမှာတော့ပုံစံကြအောင်ရေးရဖို့ပေါ့နောက်မှာပိုးရှုပ်တဲ့ရှောက်လွာတွေစာချုပ်တွေရေးနိုင်အောင် တပြေးပြေးလေ့ကျင့်သွားရမှာဥပဒေနဲ့လုပ်ငန်းစဉ်တွေပြင်လူမှုဆက်ဆံရေးပိုင်းကတော့အမှုတည်တင်နဲ့ဆက်ဆံရတာမျိုးလေအဲ့ဒါကတော့အရေးပါလေးလားအဲ့ဒါကတကယ့်ကိုအရေးကြီးတယ်ပြီးတော့သင်ယူရမယ့် soft skill တခုပဲအမှုတည်များနဲ့ဆက်သွယ်ပြောဆိုမှုနည်းလမ်းများသင်ယူခြင်းပေါ့ဟုတ်ကဲ့အမှုတည်တွေက များသောအားဖြင့် စိတ်ဖြစ်စီမှုတွေစိုးရင်မှုတွေ ਨੇ ရောက်လာကြတာလေဟုတ်မှာပဲသူတို့ခက်ခဲကြုံနေတာကိုဟုတ်တယ်သူတို့ချင်းတွေကိုစာနာနားလည်မှုနဲ့ဆက်ဆံတတ်ဖို့လိုတယ်လို့ပညာရှင်ပြီးသားမှု professionalism ကိုလည်းသိရမယ်ဟုတ်ကဲ့ဘလို့မင်းအချက်လက်အကုန်ရမလဲရှုပ်တဲ့ဥရီတွေကိုသူတို့နားလည်အောင်ဘလို့ရှင်းပြမလဲယုံကြည်မှုဘလို့တည်ဆောက်မလဲဒါတွေအကုန်လုံးအလုတ်တင်ပူလာတွေကလိလာရမယ့်အရာတွေပဲနီးပညာပိုင်းလောက်နီးနီးအရေးကြီးတယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်ပါတယ် တကယ်အရေးကြီးပါတယ်။ကောင်းပါပြီ။အခုအထွေထွေတာဝန်နေနဲ့အလန်ဒင်ဘွားကိုတည်ရပြီဆိုတော့ပြစ်မှု criminal နဲ့တရားမမှု civil ကဏ္ဍနှစ်ခုကြားကကွာခြားချက်တွေကိုအသေးစိတ်ဆက်ဆွင်းတွေကြည့်အောင်ဒီနှစ်ခုမှာရှေ့နေတည်ရဲ့အလုပ်ဘယ်လောက်ကွာသွားလဲ။ဟုတ်ကဲ့အတော်လေးကွာပါတယ်။အရင်ဆုံးပြစ်မှုဆိုင်ရာ criminal ရှေ့နေလုပ်ငန်းများကိုအရင်ကြည့်ကြရအောင်။ဟုတ်ကဲ့။ဒီဘက်မှာရှေ့နေတွေကအဓိကအားဖြင့်မျိုးကွဲသွားတယ်။ switch တင်ခံရသူဘက်ကခြေပါတာ defense နဲ့ နိုင်ငံတော်ကိုစားတရားစွဲတာ prosecution ပေါ့ defense ရှင်နေတရားခံရှင်နေလို့ခေါ်ကြတာပေါ့သူတို့ရဲ့အဓိကအလုပ်ကဘာဖြစ်မလဲ defense ရှင်နေရဲ့အဓိကယီမန်ချက်ကရှင်းတယ်ပြစ်မှုနဲ့ဆက်ဆွဲခံရသူ fancy ခံရသူရဲ့ဥပဒေအရအခွင့်အရေးတွေကိုအပြည့်အဝကကွယ်ပေးဖို့ပဲอืมသူတို့လုပ်ရတာကရဲရဲစုံစမ်းချက်တွေတပ်စစ်ခံပစ္စည်းတွေတရားလိုပြသက်သက်ထွက်ချက်တွေအကုန်လုံးကိုစိတ်စိတ်ဆက်ဆက်ပြန်စစ်ရတယ်ဟုတ်ကဲ့ဥပဒေနဲ့မညီတာလုံထုံးလွဲနေတာ အချက်လက်အားနည်းတာတွေကို ရှာရတယ်။ပြီးရင်တရားဟွင်မှာအဲ့ဒါတွေကို အခြေခံပြီး အမှုတီမှာဆွဲချက်ရအပြည့်မရှိကြောင်းဒါမှမဟုတ်တန်တရားအဆင့်ပဲရှိကြောင်းခြေပွားရတယ်။အဲ့ဒီပြန်လည်ဆုမေးတာကအရေးပါတယ်လို့ခဏပြောသွားတယ်နော်။ဟုတ်တယ်။ cross examination က defense အတွက်အသက်ပဲ။တတ်တည်ရဲ့ထွက်ချက်ထဲကမထူတော်လီတီတွေကိုဖော်ထုတ်နိုင်ဖို့ကအရေးကြီးဆုံးပဲ။နောက်ဆုံးတော့အမှုတီလွတ်ဖို့ ဒါမှမဟုတ်ပြစ်တာအပေါ်ဆုံးချဖို့ကြိုးစားရတာတထပါကြတော့နိုင်မန်တော်ဘက်ကတရားစွဲတဲ့ရှင်နေဒီအစောအရှင်နေဒီပေါ့သူတို့ကတော့ဟုတ်ပါတယ်သူတို့ကတော့များသောအားဖြင့်နိုင်ငံတော်ကခန့်အပ်တဲ့ဥပဒေအရရှိတယ်ပေါ့တရားလိုအဖြစ် prosecution ဆောင်ရွက်ရတယ်သူတို့ရဲ့တာဝန်ကဘာလဲသူတို့ကတော့ပြစ်မှုကျူးလွန်တယ်လို့တန်တရားရှိသူကိုဥပဒေနဲ့အညီအပြစ်ပေးနိုင်ဖို့နိုင်ငံတော်ကိုစားဒါမှမဟုတ် victim ကိုစားတရားဆွဲရတာ။อืมစွန်ဆန်းကြီးအဖွဲ့ဒီစီကရတဲ့အထောက်အထားတွေသက်သေတွေနဲ့တရားခမှာအပြစ်ရှိကြောင်းတန်ဆရာဖြစ်ဖွယ်မရှိ beyond reasonable doubt သက်သေဖြစ်ဖို့စ조사ရတယ်။သူတို့လည်းတရားခွင်မှာသက်သေစစ်ရှောက်လဲချက်ပေးလို့ရတာပေါ့နော်။ဟုတ်ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတရားမျှတမှုနဲ့လူအဖွဲ့အစည်းလုံခြုံရေးအတွက်ပြည်မှုကျူးလွန်သူကိုတာဝန်ခံစေဖို့ပဲ။ Okay ဒါကပြည်မှုပိုင်းရှင်းပါတယ်။ အခုတရားမမှု civic ဘက်ကိုတွားကြည့်ရအောင်ဒီဘက်ကရှင့်နေတဲ့အလို့ကပြစ်မှုနဲ့ဘလို့กว่าလဲဒီအိမ်မှာပါတွေကိုအထိကပြောထားလဲဟုတ်ပါတရားမမှုဆိုင်ရာ civic လုံငန်းများကနေပဲပိုကျဲတယ်ဗျာဒါကနိုင်ငံတော်နဲ့လူပုဂ္ဂိုလ်ကြားကကိစ္စထက်လူပုဂ္ဂိုလ်ချင်းချင်းကုမ္ပဏီတွေချင်းချင်းကြားကအငင်းပွားမှုတွေအခွင့်အရေးကိစ္စတွေနဲ့ပိုဆိုင်တယ်ဟုတ်ကဲ့ပထမဆုံးကတော့တရားမမှုရှောက်ထားခြင်းခြေပြီးခြင်းပဲဥမာရရဲ့အများကြီးပဲ စာချုပ်ကိစ္စတွေอืมအနစ်နာကြီးတောင်းတာအစုံပဲဒီကိစ္စတွေမှာအမှုသေးကိုစားတရားစွဲတာဒါမှမဟုတ်တရားစွဲခံရရင်ခြေပါတာတွေလိုရတယ်စာချုပ်ကိစ္စတွေဆိုတော့တရားမစွဲခင်အစကတည်းကစာချုပ်ဒီကောင်းအောင်ကူညီတာမျိုးကပါလားအဲ့ဒါကတရားမှရှင်နေတွေရဲ့အရေးပါတဲ့အလို့တစ်ခုပဲစာချုပ်စာရမ်းများရေးဆွဲခြင်းစစ်ဆေးခြင်း drafting reviewing contracts ball ဟုတ်ကဲ့ လူချင်းချင်းပဲဖြစ်ဖြစ်လုပ်ငန်းတွေပဲဖြစ်ဖြစ်တဘောတူညီချက်လုပ်တဲ့အခါဥပမာအိမ်ရောင်းတာငားတာအလုပ်ခန့်တာရှယ်ယာလုပ်ငန်းစတာတွေပေါ့အင်းအဲ့ဒီစာချုပ်တွေကဥပဒေနဲ့ညီရလားနှစ်ဖက်လုံးရဲ့အခွင့်အရေးတာဝန်တွေရှင်းရလားနောက်ပိုင်းပြဿနာတက်နိုင်တဲ့အတုံတုံးတွေပါနေလားစစ်ပေးရတယ်လူဝင်ရင်ခိုင်မာတဲ့စာချုပ်တွေရေးဆွဲပေးရတယ်ရည်ထားစရာပဲနော်စာသားတစ်ကြောင်းကအများကြီးခက်သွန်းနိုင်တာပဲဟုတ်တယ်တကယ်ပါ နောက်ပြီးတရားမမှုမှာ discovery ဆိုတဲ့လုပ်ငန်းစဉ်ရှိတယ်လို့လည်းပြောထားတယ်။အဲ့ဒါကပါလေရှင်။ဟုတ်။တရားမမှုဆိုင်ရာစစ်ဆေးမှု discovery ဆိုတာကတရားမမှုစီရင်ရေးမှာတတော်ရေးပါတဲ့အဆင့်တစ်ခုပါ။အမှုမစစ်ခင်တောင်းမှုစစ်နေတော့မှာတဖက်အမှုသေးစီကကိုယ့်အမှုနဲ့ပတ်သက်တဲ့အချက်လက်တွေ၊စာရွက်စာတမ်းတွေ၊တက်တည်ထွက်ချက်တွေကိုဥပဒေအရတရားဝင်တောင်းခံစုဆောင်းတဲ့လုပ်ငန်းစဉ်ပဲ။အော်ဘာကြောင့်လုပ်ရတာလဲ။ ဒီလိုလို့တော့နှစ်ဖက်လုံးကအမှုရဲ့အတင်းအနက်ကိုကြိုတီးသွားတယ်။အာသာချက်အားနဲ့ချက်တီးသွားတော့တရားခွင်မှာဘာကိုအဓိကငင်းရမလဲဆိုတော့ပိုရှင်းသွားတယ်။ဟုတ်ကဲ့။ဒီနေ့အပြင်အချင်းချင်းအလက်အငိုက်တိုက်တာမျိုးနဲသွားပြီးအချက်လက်ပေါ်မူတည်ပြီးဖြည့်ရှင်းဖို့အားပေးတာပေါ့။တခါတလေအဲ့ဒီအဆင့်မှာတင်ပြင်းငင်းသွားတာမျိုးလည်းရှိတယ်။ဟုတ်ပါပြီ။တရားရုံးအချိန်မရောက်ပဲဖြည့်ရှင်းတဲ့နီလန်းတွေ ADR ဆိုတာမျိုးရောရှင်းနေတဲ့ကအဲ့လီမှာဘလို့ပါဝင်လဲ။ပါဝင်ပါတယ်။ ီရွေးမြဲ့မှာမေတ္တာရက်ခံဖြေရှင်းခြင်း alternative dispute resolution ADR အကြောင်းလည်းပါတယ်ဒါကတရားရုံးစစ်တီကိုမတုံးပဲအငင်းဟွားမှုဖြေရှင်းတဲ့နည်းလမ်းတွေစုခေါ်တာဟုတ်ကဲ့အထုံးများတာကတော့ဖြံဖြေညှိနိုင်ခြင်း mediation နဲ့ခုံတမာတရိနဲ့ဆုံးဖြတ်ခြင်း arbitration ပေါ့ခွာခြားချက်ကပါလေရှင် mediation မှာကြားလူ mediator ကနှစ်ဖက်ကိုသဘောတူညီမှုရအောင်ကူညီပေးတာ သူကဆုံးဖြတ်ချက်မချဘူး arbitration မှာတော့ကြားလူ arbitrator ကအမှုကို6စေးသည်စီးနှောက်မှုရှိတဲ့ဆုံးဖြတ်ချက်ချပေးတာရှင်းနေတွေကဒီလုပ်ငန်းစဉ်ဒီမှာလဲအမှုဒီဘက်ကပါပေးရလားပေါ့ဟုတ်ပါတယ်အမှုဒီကိုစားပါဝင်ပြီးအကောင်းဆုံးရလရအောင်ကူညီရတယ်ဒီ area နီးတွေကများသောအားဖြင့်တရားရုံးထက်ပိုမြန်တဲ့စရိတ်သက်သာတဲ့လျော့ဝတ်မှုတွေရှိတယ်တတော်လေးကျေပြန်ပြီးရှုပ်ထွေးလာပါတယ်နော်ဒီဆွေးနွေးမှုတွေအားလုံးကိုခြုံကြည့်ရင်ဒီရင်မြစ်အရာအောင်မြင်နေရှိနေတဲ့အဖြစ်ကို ဘယ်လိုအရေးတွေးတယ်ဘယ်လိုစိတ်သက်ကြီးအဓိကကြရတယ်လို့ကောက်ချက်ချထားလေရှင်အချုပ်ပြရရင်တော့ဒီရေမြစ်ကအချက်၅ချက်ကိုအဓိကဖော်ပြထားတယ်ဟုတ်ကဲ့ပရမဇုန်ရဲ့အရေးကြီးဆုံးကဥပဒေကိုနည်း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 နားလည်မှုပဲဒါကအခြေခံပဲဥပဒေတွေနေဥပဒေတွေစီရင်ထုံးတယ်ကျွမ်းကျင်နေမှမှုကိုကောင်းကောင်းထုံးတတ်နိုင်မယ်ကူညီနိုင်မယ်ဟုတ်ပါပြီဒုတိယကချက်မြတဲ့ဆက်ထွေပြောဆိုနိုင်စွာဒါကတရားခွင်မှာလျှောက်လဲဖို့တက်တယ်စစ်ဖို့တမဟုတ်ဘူး အင်းအမှုတီနားလဲအောင်ရှင်းပြလားကဖဲနဲ့ညင်နိုင်လားဆာရွက်စားတဲ့နဲ့ကျင်ပြလားအကုန်ပါလေပြောလာရောရေးလာရောကောင်းမလို့လေတတိယအချက်ကရောတတိယကပညာရှင်ပီတာတဲ့စိတ်တက်နဲ့မြင်မာတဲ့ကိုချင်းတရားကိုအမြဲထိန်းသိမ်းမှုလို့လေဆိုတာပဲရှင့်နေဆိုတာလူအများယုံကြည်ရတဲ့အလုံမှုရိုးသားမှုတာဝန်တိမှုကျင့်ဝတ်လိုက်နာမှုတွေအရေးကြီးတယ်ဟုတ်ကဲ့စတုတ္တကအမှုတည်ရဲ့ရောင်းဝယ်ချက်ကိုလေးစားစွာထိန်းသိမ်းရမယ်ဆိုတာ အမှုဒီကယုံကြည်လို့သူ့ကိုယ်လေးကိုယ်တိုင်အားနဲ့ချက်တွေပြောပြတာဟုတ်ဒါတွေကိုဥပဒေကလွတ်တာကလေးရင်ဘာမှပြန်မပြောအောင်ဒါကယုံကြည်မှုတရားပဲနောက်ဆုံးချက်ကဘာဖြစ်မလဲရှင်ကိုယ်အမှုဒီအခွင့်ရေးကားကွယ်ရုံတမကဘူးပိုချေပြနဲ့လူအဖွဲ့စီမှာတရားဥပဒေစိုးမိုးရေးတရားမြတ်တော်မူကောင်းမွန်ရေးအတွက်လဲကျိုးပန်းလို့စိတ်ရှိရမယ်လို့ဆိုထားတယ် ဒီအရေးတွေးတကိုကြည့်ရင်ရှင်တွေတယောက်ဖြစ်ဖို့ဆိုတာဥပဒေစာအုပ်ကျင့်ရုံနဲ့မပြီးဘူးဆိုတာတကယ်ရှင်းပါတယ်။နိပညာပိုင်းရောလူမှုဆက်ဆံရေးရောကျင့်ဝတ်ပိုင်းရောအကုန်လိုတာပဲနော်။ဟုတ်ပါတယ်။အားလုံးပေါင်းစပ်နေတာပါ။ဒီနေ့ဆွေးနွေးမှုအရောမြန်မာနိုင်ငံကရှင်းနေရဲအခန့်အကန့်ကိုဒီအရေးမြစ်ကိုအခြေခံပြီးကြော်တော်လေးစုံစုံလင်လင်လေ့လာဖြစ်ခဲ့ကြပါတယ်။ရှင်နေရှင်ရဲ့တာဝန်ရအလုတ်တင်ဘဝဖြစ်မှုနဲ့တရားမှုကွာခြားပုံတွေအစုံပါပဲဟုတ်ပါတယ် ရှင်နေဆိုတဲ့ခေါင်းစဉ်အောက်မှာလုပ်ငန်းတာဝန်တွေဘလောက်ကျေပြန့်တယ်ဘလောက်အသီးစီးကြတယ်ဘလောက်ကျွမ်းကျင်မှုလိုအပ်တယ်ဆိုတော့ပို့ပြီးမြင်သာတော့မယ်လို့ပြောလင်းပါတယ်ဟုတ်ကဲ့အထက်လက်စုတာဥပဒေကြားတာ အမှုတီဆုပ်တာ တရားခွင်မှာယက်တီတာညစ်နိုင်တာ အားလုံးကတကယ့်ကိုအတွေ့အကြုံပညာစေရနာပြီးတော့စိတ်ညွတ်မြမှုအများကြီးလိုတဲ့အလောက်တွေပါတရားချက်တွေအလုံးကို ပြန်စင်းစားကြည့်ရခါရွှေနေတယောက်ရဲ့တာဝန်ဟာ ကို့အမှုတေတယောက်သေးအတွေ့မဟုတ်ပေတိုက်ပြည်ရဲ့တရားဥပဒေစိုးမိုးရေးနဲ့တရားမြတ်တမှု ရန်တရားတစ်ခုလုံးကောင်းကောင်းလေပတ်ဖို့အတွက်ဘလောက်အရေးပါတဲ့မန်တိုင်တစ်ခုဖြစ်နေတယ်လဲဆိုတဲ့အချက်ကစက်ပြီးတွေးစရာတစ်ခုဖြစ်စေပါတယ်ဟုတ်ကဲ့တကယ်စဉ်းစားစရာပါဒီအတွေ့အစလင်းနဲ့ပဲဒီနေ့ဆွေးနွေးမှုကိုဒီမှာပဲအဆုံးတက်လိုက်ပါစီ